အရခတက်တို့အေးထိန်ရှုပ်ထားတဲ့ရခိုင်ကမြို့နယ်တချို့မှာဒေတာထွက်စားတောက်ကုန်ရေမျိုးကုန်ဆေးဝါးတွေအပါအဝင်လူသုံးကုန်နဲ့အလှကုန်ပစ္စည်းတွေကိုတုံဆွေးဖို့တင်းမတဲ့နဲ့ပတ်သက်ပြီး UNAA ကစတင်စစ်ဆေးနေတယ်လို့သိရပါဗျ။လက်ရှိမှာကြောင်းတုံမရာဦးမင်းပြမြို့နယ်မှာရှိတဲ့ရေမျိုးကုန်တွေကိုတုံဆွေးရန်တင်းမတဲ့နဲ့ပတ်သက်ပြီး UNAA ရဲ့အစအတောင်းနဲ့ဆေးဝါးကွက်ကွက်ရဲ့ဦးစီးဌာန FDA ကစစ်ဆေးနေတာပါဗျ။ UNAA နဲ့နိုင်ဆက်သူတရားရဲ့ပြောစကားကို DMG ကနေအတန်အစားထိုးဖက်ပြထားပါဗျ။မလို့နေတချို့မှာတော့ခါ ready ကိုစားလို့ size ဆင်းနေပါလား။တချို့မလို့နေဒီမှာလေအလာတော့မှာဆက်ပနာ size ဆင်းလို့ဘုံဟင်းပါလေ။အရက်ကိုအဓိက size ဆင်းလို့ဆိုပါ။ brick ရဲ့စားသားကုန်တင်းနဲ့အလာကုန် sea water ကိုလည်း size ဆင်းလို့ဘုံဟင်းပါလေ။ အေးထိန်းချုပ်ထားတဲ့ရခိုင်ဒေသမှာပြည်ပနဲ့ပြည်မထုတ်ရင်မျိုးကုံတွေကိုတောက်သုံးရောက်ရှာတာပိတ်ပင်ပြီးတဲ့နောက်ပိုင်းဒေသကထုတ်လုပ်တဲ့ဆန်အရက်တတိနဲ့ဖြိုဆက်ထားတဲ့ကိုတေ Y စတဲ့ရင်မျိုးကုံတွေကိုအဓိကတောက်သုံးနေကြပါတယ်။ဒေသထုတ်ရင်မျိုးကုံတွေထုတ်လုပ်ရောက်ရှာရမှာဆေးဝါးထောက်ခံရဲတစုံတရာမပါဝင်တာကြောင့်စိုးရင်နေရရှိမှာသုံးဆွဲဖို့တင်မတဲ့ UNLA ကစစ်ဆေးလာတာဟာကောင်းမွန်တဲ့လုပ်ရည်ဖြစ်တယ်လို့ဒေသခံတွေကဆိုကြပါတယ်။ ဒါအပြင်စားသောက်ကုန်တွေအပါအဝင်တက်တဲကုန်ဆေးဝါးတွေတားမြစ်အလှကုန်ပစ္စည်းတွေရောက်ရှာမှုတွေဟာဈေးကွက်အတွင်းမှာတွင်ကျင်နေချိန်မှာပဲအခုလိုစစ်ဆေးမှုတွေလှုပ်ဆောင်တာဟာပြည်သူတွေရဲ့ကျန်းမာရေးကိုကာကွယ်တာဖြစ်တယ်လို့လည်းဆိုထားကြပါဗျ။